ဒါစိုင်ပြန်ဖွင့်တဲ့အထိမ်းအမှတ်လေးနဲ့တစ်မျိုးဝယ်လို့ရှိရင်5% discount ရှော့ပေးပါတယ်။နှစ်မျိုးဝယ်လို့ရှိရင်10% discount ရှော့ပေးပါတယ်။သုံးမျိုးဝယ်ရင်18% discount ရှော့ပေးပါတယ်ရှင်။နောက်အယောင်းလေးတွေကိုလည်းအလဲ0လုပ်ထားပြီးတော့မှအယောင်းလေးတွေကိုအဲဒါ 18k ပေါ့နော်။ 18k ကျိုးလေးဆိုခိုင်းရဆိုပုံမှန်ဆိုရင်15 30ပါ။အခုတော့30နဲ့5လုပ်ပေးခဲ့ပါတယ်။နောက်စိန်တဲ့ကြောက်ထည်တွေကိုလည်းရဟိုင်းနှုံးလေးတွေပေါ့နော်အလဲ0လုပ်ပေးထားပါတယ်ရှင်။ ဒီဇိုင်းကတော့ပေါ့နော်ဟိုအမြဲတမ်းပေါ့စမ်းသစ်တီထွင်ရတယ်ပေါ့နော်လာတိုင်းလာတိုင်းလည်းဒီဇိုင်းသစ်ကလေးတွေကိုထုတ်ပြီးတော့ဒါ create လုပ်ပေးရတယ်ပေါ့အဲ့တော့အခုဒါစိုင်းသစ်ထုတ်မယ်ဆိုတော့ပို့ပြီးတော့ပေါ့နော်လွန်ခဲ့တဲ့တစ်လနှစ်လကလေးကကြိုးပြီးတော့မှဒီအခုခေတ်စိုက်နေတဲ့ trend လေးတွေပေါ့နော်အဲနောက်တစ်ခါအခုဖြစ်နေတဲ့ဈေးနှုန်းအခြေအနေရဒါအားလုံးပေါ်တော့လူတိုင်းဝင်နိုင်တယ်ဝစ်ချင်တဲ့ပုံစံလေးတွေပေါ့ပေါ်ပါတဲ့ဒီဇိုင်းလေးတွေနောက်ပွဲကြီးတွေရှိတယ်လို့ရှင်လည်းအဲ့ပွဲကြီးတွေအတွက် ဒီဇိုင်းခက်ဆန်းဆန်းနဲ့ကြီးကြီးထက်ထက်လေးတွေပေါ့နော်အမျိုးမျိုးပါပဲဒါလေးတွေကိုစဉ်းစားပြီးတော့အကုန်ပြည့်စုံအောင်လေးတွေဒီဇိုင်းအနေနဲ့ဒီဇိုင်းလေးလုပ်ပေးထားပါတယ် Thank you. ဒါငလင်းရင်ကြမှုပေါ့နော်မန္တလေးငလင်းရင်ကြမှုလို့ဒီထိတဲရှိပြင်ဆိုင်ခွဲနှိမ့်နဲ့သုံးနေရခဏယာယီပိတ်ထားရပါတယ်အဲဆိုင်နံပါတ်1ကတော့ကြံမတိုင်ခင်ထိတော့အဝယ်လေးတွေပြန်ဖွင့်ပြီးတော့ရောင်းတဲ့ဟာလေးတွေကိုတော့အဲကျွန်တော်တို့ကြံပြီးတဲ့အချိန်မှာပြန်ဖွင့်နေပေါ့အခုတော့ဒီဆိုင်3လေးကတော့အခုဒါဒီနေ့ပေါ့နော်ပြန်ပြီးတော့ဖွင့်ဝင်ရပါတယ်မင်္ဂလာမန္တလေးရဲ့မန္တလေးမြို့ရဲ့မင်္ဂလာမန္တလေး Ocean Supermarket ရဲ့ပထမတက်ပေါ့နော်မြင်ကြီးတက်ပေါ့အဲမြင်ကြီးတက်မှာကျမတို့ စိုင်ခွဲသုံးလေးကိုဖွင့်လှစ်ထားပါတယ်ပြီးခဲ့တဲ့တလလောက်ကဒီမင်္ဂလာမန္တလေးကနေပြီးတော့မှပြင်ဆင်ခွင့်ရပြီဆိုတာလေးကိုအကြောင်းကြားတော့ကျွန်တော်တို့စိုင်နေမှာအဲကောင်တာလေးတွေပြင်ပြင်ရတယ်ပေါ့နော်မျက်နှာချက်တွေပြင်ပြင်ရတယ်ပြင်ပြီးတော့ဒါသူတို့တွေဒီ20ရက်နေ့မှာစပြီးဖွင့်ဝင်ပေးတဲ့အတွက်ဒါဒီနေ့စပြီးတော့ဖွင့်ပါတယ်ဒါဆိုင်ပြန်ဖွင့်တဲ့အထိမ်းမှတ်နေနဲ့တမျိုးဝယ်လို့ရှိရင်5% discount ရှော့ပေးပါရယ်2မျိုးဝယ်လို့ရှိရင်10% discount ရှော့ပေးပါရယ်3မျိုးဝယ်ရင်18% discount ရှော့ပေးပါရယ်ရှင် နောက်အယောင်လေးတွေကိုလည်းအလဲစီလို့လုပ်ထားပြီးတော့မှအယောင်လေးတွေကိုအဲဒါ 18k ပေါ့နော် 18k ကျိုးလေးဆိုခိုင်းလဲဆိုပုံမှန်ဆိုရင်15-30ပါအခုတော့30နဲ့5လုပ်ပေးထားပါတယ်နောက်စိန်တယ်ကြောက်ထည်တွေကိုလည်းရဟိုင်းနှုံးလေးတွေပေါ့နော်အလဲစီလို့လုပ်ပေးထားပါတယ်ရှင်ခုလဲပဲဒါလက်ဆောင်အစီအစဉ်လေးတွေပေါ့နော်လက်ဆောင်အစီအစဉ်လေးတွေဟာပေးထားပါတယ်လက်ဆောင်တွေအများကြီးပေါ့နော်လက်ဆောင်တွေအများကြီးပေးထားပါတယ်ဟိုပစ္စည်းဝယ်တဲ့အပေါ်လဲမူတည်ပြီးတော့လဲပေးတယ် အဲပြီးတော့တခြားသောလက်ဆောင်အကောင့်လေးတွေလည်းအများကြီးစစ်ဆေးပေးထားပါတယ်ရှင်။အော်လိုက်စင်းရတော့အခုနောက်ပိုင်းမှာတော့နည်းနည်းလေးပေါ့နော်။အဲလွှင့်ရတာလေးတွေနည်းနည်းခက်ခဲလေးတွေရှိတဲ့အခါကျတော့ဟိုလိုက်လွှင့်တဲ့အချိန်မှာတော့ကျမတို့လက်ဆောင်လေးတွေခုနပရိုမိုးရှင်းလေးတွေခုနအစီအစဉ်လေးတွေပေါ့နော်အဲ့ဒါလေးတွေကတော့လုတ်ဖြစ်တဲ့ခါတိုင်းမှာထည့်ပေးထားပါဗျ။အဲနည်းနည်းအရင်နောက်တော့မစိတ်တော့ဘူးပေါ့နော်နည်းနည်းကျဲသွားတယ်ပေါ့။ထိတ်တန်းရွှေပြင်းလို့ပြောလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ရေနနာရွှေမျိုးတွေကကျမရဲ့ ငွေတုံးကမိဘရဲ့လက်ထက်တုံးကထိတ်တန်းနာမည်နဲ့အားပေးခဲ့တဲ့သူတွေလည်းရှိတယ်။အဲစမကိုယ်တိုင်ပေါ့နော်။20အသက်29မှာလုပ်ငန်းစလုပ်ခဲ့အချိန်ကစပြီးတော့မှဒီထိတ်တန်းရွှေပြင်းဆိုပြီးတော့လုပ်ငန်းစလုပ်တဲ့အချိန်ကနေပြီးတော့အားပေးတဲ့ဂျန်နနာရွှေမျိုးတွေပဲရှိတယ်ပေါ့နော်။အဲ့တော့သူတို့တွေကကျွန်တော်တို့နှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့ကျမတို့ရဲ့စိတ်နေစိတ်ထားပေါ့နော်။ဝန်ဆောင်မှုပေါ့နော်။အဲ quality ပေါ့နော်ယုံကြည်မှုပေါ့အများတော့အကိုရဲ့အရာအလုံးကိုသိနေတဲ့အတွက် ဟို customer ဆိုတာထက်ကိုကိုယ့်ရဲ့ရွှေမျိုးတွေဆိုရင်လည်းမမားပါဘူးအဲယုံကြည်မှုအပြည့်နဲ့ပေါ့ကိုဘာပွဲလေးပဲလှုပ်လှုပ်အသေးပဲလှုပ်လှုပ်အကြီးပဲလှုပ်လှုပ်တတက်တအားပေါ့နော်တကယ်အားပေးကြတာအတွက်ကလည်းကျေးဇူးလက်တင်တယ်အားလည်းအားရတယ်လာလည်းအားပေးကြပါတယ်ပေါ့နောက်ပြီးတော့မန္တလေးမြို့မှာဖွင့်ရတဲ့အတွက်ပေါ့နော်မန္တလေးမြို့ရဲ့ treatment လို့ပြောရမလားပေါ့နော်မန္တလေးမြို့သူမြို့သားတွေရဲ့စိတ်နေစိတ်ထားလေးတွေကအားလုံးကနော်အရန်ကိုစီလုံးနေညွတ်တယ်အကူညီတယ်ရိုင်းပင်းတယ်ပေါင်းစည်းတယ်ပေါ့နော်ဟိုကိုဖွင့်ပွဲလေးလုပ်တဲ့ခါကျလို့ရှင်လေး ကိုယ့်ရဲ့အမားကန်ရန်နာအမျိုးများအပြင်ဒီမန္တလေးသူမန္တလေးသားတွေရဲ့စိတ်နေစိတ်ထားလေးရမို့ဝိုင်းပြီးတော့မှအားလုံးကတကယ်တအားနဲ့ပေါ့နော်အဲရန်ကုန်မှာရောက်နေတဲ့ဒီမှာကိုရဲရဲတို့တောင်မှချက်ချင်းပေါ့အဲရောက်လာတာပေါ့နော်ခကြီးထွက်နေတဲ့လူတွေတောင်မှရောက်လာတယ်ပေါ့နော်အဲတော့အဲပွဲလေးတွေလုပ်ပေးပါဦးအဲဒါလေးလေးအားဖြစ်ပေးပါဦးဆိုတာမောင်နေရောညီမတွေရောအကိုတွေရောအမတွေရောပေါ့ကိုယ့်ရဲ့ရန်နာရှင်မျိုးတွေရောအားလုံးကဝိုင်းဝန်းပြီးအားဖြစ်ကြတဲ့အတွက်တကယ်ကိုလောက်ရတာလည်းအားရှိပါတယ် ပွဲတစ်ခုလုပ်လိုက်ပြီဆိုလို့ရှိရင်ဒီရဲ့အလေးထားကြောင့်မို့လို့ပွဲတွေကိုတက်ဖြစ်တယ်ပေါ့တက်ဖြစ်တဲ့အခါကျတော့ထိတ်တန့်ရှိပြင်းရဲ့လဝရဏလေးကိုကြခွင့်ကြီးခွင့်ရသွားတယ်အဲ့တော့ကျမတို့ကကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုခြားပြခွင့်ရတဲ့အခါကျတော့ဒီကိုယ့်ရဲ့ဝန်ဆောင်မှုတွေက quality ဘိုင်းရောဈေးနှောင်းဘိုင်းရောအရောရက်လက်ခဘိုင်းရောပေါ့နော်အရာအလုံးကအကောင်းဆုံးကိုပြေးပေးထားတဲ့အရာလေးတွေကိုသိတဲ့အခါကျတော့ကိုယ့်ရှိကိုဒီစက်တက်စက်တက်အားပေးတယ်လို့တော့ကျမတို့ယုံကြည်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီထက်ပိုပြီးတော့လေကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကိုအမြဲတမ်းပေးဖို့ရတယ်စူးစမ်းပါတယ်အမြဲတမ်းဒီဇိုင်းကတော့ပေါ့နော်ဟိုအမြဲတမ်းပေါ့စမ်းသစ်တီထွင်ရတယ်ပေါ့နော်လာတိုင်းလာတိုင်းလည်းဒီဇိုင်းသစ်ကလေးတွေကိုထုတ်ပြီးတော့ဒါ create လုပ်ပေးရတယ်ပေါ့အဲ့တော့အခုဒါဆိုင်သစ်ဖွင့်မယ်ဆိုတော့ပို့ပြီးတော့ပေါ့နော်လွန်ခဲ့တဲ့တစ်လနှစ်လကလေးကကြိုးပြီးတော့မှဒီအခုခေတ်ကြိုက်နေတဲ့ trend လေးတွေပေါ့နော်အဲနောက်တစ်ခါအခုဖြစ်နေတဲ့ဈေးနှုန်းအခြေအနေရဒါအလုံးပေါ့နော်လူတိုင်းဝင်နိုင်တဲ့ဝစ်ချင်တဲ့ပုံစံလေးတွေပေါ့ပေါ်ပါတဲ့ design လေးတွေ နောက်ပွဲကြီးတွေရှိလာလို့ရှင်အဲ့ပွဲကြီးတွေအတွက်ဒီဇိုင်းခက်ဆန်းဆန်းနဲ့ကြီးကြီးထထဲလေးတွေပေါ့နော်အမျိုးမျိုးပါပဲဒါလေးတွေကိုစဉ်းစားပြီးတော့အကုန်ပြည့်စုံအောင်လေးတွေဒီဇိုင်းအနေနဲ့ဒီစားလေးလုပ်ပေးထားပါတယ်အလူကတော့ဝါသနာကိုပါတာပေါ့နော်ပါတယ်အခုဒါငလျင်ကြီးဖြစ်တဲ့ဆိုတော့လေငလျင်ကြီးဖြစ်ဖြစ်ချင်းမှာဒါအစားတောက်တွေလှူတယ်သုံးဆောင်တွေလှူတယ်နောက်အဲလူအပ်တဲ့အာဟာရတွေလှူတယ်ပေါ့နော်အဲခုနောက်ပိုင်းဆိုလို့ရှိရင်ကျမတို့ဒါပြန်လဲထူထောင်ရေးအနေထားဆိုတော့ပြန်လဲထူထောင်မှုရအတွက်လေးတွေလည်း ကျွန်မတို့တက်နိုင်တယ်လားသူဖြစ်ပါတယ်။နောက်ကိုယ့်ရဲ့ပဝင်းရှင်ကခုတိုင်ဝိုင်းပေါ့နော်။အဲ့တိုင်ဝိုင်းကအဲလိုအပ်တဲ့အရာလေးတွေကိုကူညီပြီးတဲ့နောက်မှာအခုဒီဖြစ်ဖြစ်ချင်းမှာဘုန်းကြီးကျောင်းလေးလည်းအများကြီးပြိုတယ်ပေါ့နော်။အဲ့တော့ဘုန်းကြီးကျောင်းလေးကိုလည်းကိုကလှူတော့လှူခြင်းပေမဲ့လောလောဆယ်ကိုယ့်ရဲ့အဲပဝင်းရှင်ကဟိုလူတွေကိုပို့ပြီးတော့ကူညီဖြစ်သွားတယ်ပေါ့နော်။ဆိုတော့အဲဘုန်းကြီးကျောင်းလေးတွေကိုနောက်နှားထဲမှာပေါ့ခုနလပိုင်းထဲမှာစပြီးတော့လှူဖို့ရလေးလည်း အဲစီစဉ်ပြီးတော့မှအရှိမှတ်ထားပါတယ်ဒီဆိုင်၃ဆိုင်ရဲ့ဝန်ထမ်းကတော့ရာချီရှိတယ်ပေါ့နော်အရာချီရှိတဲ့အချိန်မှာကျမတို့ဆိုင်၂ဆိုင်ကငလင်ကြောင့်နားလိုက်တဲ့အချိန်မှာတစ်ဆိုင်ပဲဖွင့်လို့ရတယ်ပေါ့53 30နှစ်ပြီးရဆိုင်တစ်ဆိုင်ပဲဖွင့်လို့ရတယ်အဲ့တော့အဲကလေးတွေကသူတို့စိတ်ထဲမှာလုံမြနားရမလားလာစာမြတ်လျှော့မလားဆိုတော့အဲစိတ်ကလေးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်အဲ့တော့စဖြစ်ကြတဲ့ကလေးတွေကိုဘယ်သူမှမပြန်ခိုင်းဘူးဘယ်သူမှလည်းလာစာမလျှော့ပေးဘူး သူတို့စိုးရိမ်စိတ်လေးဖြစ်မှာဆိုလို့ချက်ချင်းပဲအဲခရိုင်းဆိုရင်တော့ကျွန်တော်တို့လာဆန်းရက်ကလေးမှာလာပါထုတ်ပေးတယ်အခုတော့လာမကုံငင်ကလေးရကိုကျွန်တော်လာစာတွေကိုကြိုပြီးတော့သူတို့ထုတ်ပေးလိုက်တယ်ထုတ်ပေးပြီးတော့အကုန်လုံးကိုလည်းပြောပြပြတယ်ပေါ့နော်ဆိုင်မဖွင့်ရသေးပဲနဲ့အဝယ်လေးပဲဖွင့်လာတော့မှကျွန်မအိမ်နဲ့အိမ်လုံးမှာခွဲပြီးတော့ဒီကလေးတွေပေါ့နော်ဟိုဘက်တစ်ဝက်ဒီဘက်တစ်ဝက်ခွဲပြီးတော့အဝယ်လေးပဲဖွင့်ပြီးတော့အဝယ်လေးပဲထိမ့်ပေးထားတယ်အဲနောက်ပြန်ပြီးတော့ဖွင့်ရတဲ့အခါမှာလည်းတစ်ဆိုင်ပဲဖွင့်ဝင်ရတယ်ဒါပေမဲ့အဲ့တစ်ဆိုင်မှာပဲဒီသုံးဆိုင်ပေါင်းဝန်ထမ်းအကုန်လုံးကို တနေရာထဲမှာပဲစုပေါင်းပြီးကလေးတွေကိုလုပ်ငန်းလေးတွေကိုပြပြီးတော့ပေါ့နော်လှုပ်စေတယ်သူတို့ကိုအဲလာတာချော်တာတွေပြန်ခိုင်းတာတွေဝန်ထမ်းရှော့ပစ်တာတွေမလုပ်ဖြစ်ခဲ့ဘူးပေါ့နော်အဲဆိုတော့ကလေးတွေရို့လဲဒါကိုကကာကွယ်ဆောက်ရှောက်ရမယ်သူတို့ရဲ့ကိုယ့်အပေါ်မှာထားထားတဲ့ချစ်ချင်းမြတ်တာတွေကိုယ့်အပေါ်မှာထားတဲ့ကိုယ့်လုပ်ငန်းရဲ့အပေါ်မှာထားတဲ့သူတို့ရဲ့တန်ဖိုးတွေကိုဒီအချိန်မှာကိုကိုကသူတို့ပေးဆက်ခွင့်ပေါ့နော်ကူညီခွင့်ရတယ်လို့သဘောထားပြီးတော့မှဒါကလေးတွေကိုအဲ့အချိန်မှာကူညီတယ် အဲဆောက်ရှောက်ထားပေးတယ်အဲ့ဒီအတွက်လည်းကလေးတွေကပို့ပြီးတော့ကိုယ့်ကိုလည်းပို့ပြီးတော့ယုံကြည်ကြတယ်ချစ်ခင်ကြတယ်လေးစားကြတယ်အခုလိုဆိုင်ပြန်ဖွင့်တဲ့အခါမှာလည်းဒီကလေးတွေအတွက်ပေါ့နော် လုပ်ငန်းလေးရတယ်ပေါ့လုပ်ငန်းလေးပြန်ရသွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဒါလုပ်ငန်းလေးတွေဆိုင်ခွဲလေးဖွင့်လို့ရတယ်ဆိုတာဒီကလေးတွေအတွက်အဓိကတော့လုပ်ငန်းတွေရသွားတယ်ပေါ့နော်အဲ့ဒါလေးတွေအတွက်ကျွန်တော်ကတော့ရည်ရွယ်ပြီးတော့ပေါ့နော်အော်သူတို့လေးတွေအလုပ်လေးတွေအဲရသွားအောင်ပေါ့နော် အဆင်ပြေသွားအောင်ဆိုပြီးတော့လည်းရည်ရွယ်ပြီးတော့လည်းဖွင့်ပြတာဖြစ်ပါတယ်။အဲအခုပေါ့နော်ဟိုအလဲလက်ပေါ့3500နဲ့200ကြားပေါ့အဲ့အထည်လေးတွေကိုဒီနေ့ကတော့အဝယ်များတယ်ပေါ့။အဝယ်များပြီးတော့နေ့နေ့စဉ်ပေါ့နော်ပေါ့ပေါ့ပါပါနဲ့အဲဆွဲကြိုးဆိုတဲ့ဒီဘုံနဲ့ဆွဲလိုက်လို့ဝယ်လိုက်လို့ကောင်းတဲ့ဟာမျိုးလေးတွေ လက်စွပ်ဆိုလည်းအများကြီးမဟုတ်ပဲနဲ့တကွင်းထဲဝင်လိုက်လို့လှတဲ့ဟာမျိုးလေးတွေဆွဲသီးဆိုလည်းအဲတခုထဲနဲ့ပေါ့ပေါ့ပါပါလေးနဲ့အလေလက်ဆိုင်လေးတွေပေါ့နော်အဲဒီနေ့ဖွင့်ပွဲမှာတော့အလေလက်ဆိုင်လေးတွေ200နဲ့900ကြားလေးတွေနောက်အဲ 18K ဂျိုးလေးတွေဒါလေးတွေရောင်းရတာများပါတယ်ဟုတ်ကဲ့ပါထိတ်တန်းရွှေပြင်းကိုအစင်တစိုက်အပေးကြတဲ့ရန္တာရွှေမျိုးတူချင်းစီတိုင်းကိုရှင်ရနေပြီးတော့ချစ်ခင်မြတ်လို့တံမိုးထားပြီးတော့လေးစားကုန်ယူပါရစေ။ကျေးဇူးလည်းအများကြီးတင်ရပါရစေ။ဒီထက်ဒီထက်ပို့ပြီးတော့ ကျေးဇူးဆက်တဲ့အနေနဲ့ပိုပြီးကောင်းတဲ့ဝန်ဆောင်မှုတွေကိုလည်းအများကြီးစူးစမ်းသွားပါမယ်လို့ပြောရင်းနဲ့ဆက်ပါတယ်။